မင်္ဂလာပါလို့ဦးစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Bamay Recap Story Channel ကနေပြန်လည်ကြိုဆိုပါတယ်ဒီတစ်ခေါက် recap လုပ်ပေးသွားချင်တာကတော့ Game of Thrones series ပဲဖြစ်ပါတယ်ဇလန်းကိုစတင်မပြောခင်မှာအရင်တော့အာတီးရောင်ဝင်းပြုတ်ပါခင်ဗျာဘာလို့ဆိုရင်ရေးပီးသားလေးဖြစ်နေလို့ဖြစ်တာ ਨੇ ဒီဇလန်းကိုကျွန်တော်လည်းတော်တော်ကြိုက်နေတတ်တယ်လို့အင်မတန်ကောင်းတဲ့ဇလန်းလေးဖြစ်ပါတယ်ကျွန်တော်ဆိုနှစ်ခါတော့ပြန်ကြည့်ပြစ်တာလည်းဖြစ်ပါတယ် ဇလန်းမှာစံကောင်တွေကလည်းများသလိုစိတ်ဝင်စားဖို့လည်းအရန်ကောင်းပါတယ်။အရန်ကြိုက်တဲ့ကားလေးလို့သတ်မှတ်ထားရင်တော့နောက်တစ်ခေါက်ပြန်ကြည့်ဖို့ကျွန်တော်ကအချိန်ကုန်တတ်တာအောင်အတူချုံပြောပြပေးသွားမှာမို့လိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ။လေးရှည်သွားပြီဆိုတော့ဇလန်းလေးစလိုက်တော့မယ်။ဇလန်းစမှာရေခဲတိုင်းကြီးမှာစောင့်နေတဲ့အတောင်ဖွဲကတိုင်းအပြင်ကိုထွက်ပြီးတောရင်းကိုဝင်သွားကြရင်တိုင်းနဲ့အတော်ဝေးဝေးကိုရောက်တော့လူခွဲပြီးဆက်သွားကြပါတယ်။ဒီလိုသွားနေရင်သူတို့တဲကတယောက်ကမိဖို့တွေကိုတွေ့လို့ တတိုင်းပြင်မှာနေထိုင်တဲ့လူရိုင်းတွေလိုထင်ပြီးမြေကြီးမှာဝစ်ပြီးတွားကြည့်တဲ့အခါမှာလူတွေတည်ဆုံးနေတာကိုမြင်လိုက်ကလန့်ပြီးထားပြေးတဲ့အချိန်သူ့နောက်တက်တက်မှာလဲတိပင်းတပင်းမှာကလေးတယောက်အသက်မဲ့နေတာကိုမြင်လိုက်ရပါတယ်ဒီတော့သူလည်းအ мян ပြန်ကသူ့အဖွဲ့စီကိုတွားပြောပါတယ်ဒါပေမဲ့ကြံတဲ့သူတွေကလည်းအရင်ဆိုင်တွေပဲသူတို့အချင်းချင်းလဲဒီလိုလုံနေကြတာပဲမင်းကလူတွေကိုကြောက်လို့လားလို့ဆိုကငါတို့ကဒီအရင်တွေကိုပဲခြေရာခံဖို့အမိန်ပေးထားတာလို့ဆိုပါတယ် သူတို့သုံးယောက်တည်းကခေါင်းဆောင်ဖြစ်တဲ့လူကရင်းပေါ်ပြန်တက်လို့တိုက်တွန်းလိုက်ပြီးမင်းကြောက်ပြီးဒီကထွက်ပြေးရင်လဲမင်းကိုတက်ပြေးဆိုပြီးခေါင်းနဲ့ကိုအိုးစားခွဲမှာငါထမပြောတော့ဘူးလို့တက်တက်ကြည့်ကအမိန်ပေးလိုက်တော့ရင်းပေါ်ကိုပြန်တက်လိုက်ပြီးနေရာကိုသုံးယောက်သားတွားကြည့်တော့အလောင်းတွေမရှိတော့ပါဘူးတွေးခဲ့တဲ့လူလည်းအံ့ဩသွားခဲ့ပါတယ်ပထမတွေးတဲ့လူလည်းတခြားနေရာကိုလိုက်ရှာနေတော့ကြံခဲ့တဲ့လူနှစ်ယောက်တည်းကတယောက်ကိုနောက်ကနေမျက်နှာခတ်ဆိုးဆိုးနဲ့အရာကပေါ်လာပြီးခုတ်ချလိုက်ပါတယ် ဒီတော့အပြင်ရောက်နေတဲ့တယောက်ကလည်းတေဆုံးပြီးတာကိုမြင်လိုက်တဲ့ကလေးမလေးကအသက်ပြန်ရှင်နေပြီးမျက်လုံးအဖြူရောင်နဲ့သူ့ကိုကြည့်နေတော့ပြေးပါတော့တယ်။ပြန်တဲ့တယောက်ပါပြေးရပါတယ်။ဒီလိုပြေးနေရင်တယောက်ကိုမိသွားပြီးခေါင်းကိုဖြတ်ခံလိုက်ရပါတယ်။ဒါကိုတွေ့တဲ့လူလည်းအကြောက်လွန်ပြီးဒူးထောက်ထားလိုက်တော့သူ့ကိုဘာမှမလုပ်ဘဲထားခဲ့ပါတယ်။ဒီတော့သူလည်းတတိုင်းတဲကိုပြန်ဝင်ပြီးပြေးနေရင်တက်ပြေးဆိုပြီးအဖမ်းခံလိုက်ရပါတယ်။တတိုင်းကိုအုပ်ချုပ်တဲ့စတာအင်တော်ဆိုတာရှိပြီးစတာမိသားစုကတိုင်းပြည်ရဲ့မြောက်ပိုင်းကိုအုပ်ချုပ်ပါတယ်။ဒီကဲတတိုင်းကြီးအပါဝင်ပေါ့ ။ဒါအိမ်တော်မှာအရှင်စတရဲ့သမီးနှစ်ယောက်သားနှစ်ယောက်အပြင်မွေးစားသားနှစ်ယောက်ပါရှိကြပါတယ်။သမီးအကြီးကတော့စန်စာပါ။အငယ်ကတော့အာရပါ။ဒါကြီးကတော့ Rock ။ဒါငယ်ကတော့ Brand ပဲဖြစ်ပါတယ်။စန်စာကမိန်းကလေးစံပြီးအမြောက်ကြိုက်ပေမဲ့အာရကတော့ယောက်ျားလေးစံပါတယ်။သူမအမဖြစ်သူကိုလည်းတိတ်ကြည့်မရပါဘူး။စတအရှင်နဲ့အရှင်မကသူတို့ရဲ့သားငယ်မျှဖြစ်တာကိုကြည့်နေပြီး Brand ကလည်းပြစ်တာလွဲနေတာအကိုတွေကကူတင်ပေးနေကြပါတယ်။ ထပ်ပြဖို့ကြိုးစားတော့ပြင်းမှတ်အလဲတက်တက်မှာမြားကလာဆိုင်တာကိုရုတ်တရက်တွေ့လိုက်ပါတယ်။ဗရန်လည်းလှည့်ကြည့်လိုက်တော့အာယာပြစ်လိုက်တာပါ။ဗရန်ကအာယာကလှောင်လိုက်ပြီးထွက်ပြီးတော့မကြေနပ်လို့နောက်ကနေလိုက်ပါတော့တယ်။ဒီချိန်မှာပဲစတားအိန်တော်ရဲ့အရှင်နတ်စီကိုတက်ပြီးသတင်းလာပို့ပါတယ်။ဒီတော့ပြစ်ဒဏ်ပေးဖို့ပြောလိုက်တဲ့အခါမှာမိမဖြစ်သူကဒီလိုလှုပ်ဖို့လိုလို့လားလို့မေးတော့သူတစ္ဆာဆိုထားတာဥပဒေအတိုင်းလုပ်ရမှာပဲလို့ဆိုပါတယ်။ Lady Star ကလည်းမွေးစားသားဖြစ်တဲ့ Jon Snow ကိုမကြည်ပါဘူး။တက်ပြီးဖြစ်ဖန်ခံရတဲ့လူကလည်း ဂျူအောင်လန်းလျှောက်သူတွေကိုပါဇက်ကနေရွတ်နေပါတယ်။နတ်ကိုတွေ့တော့သူကတက်ပြေးဆိုတာသိပါတယ်။နိုင်ငံကလူတွေကိုလည်းတတိပေးခဲ့တယ်။အဖြူအောင်လန်းလျှောက်သူတွေကိုကျွန်တော်မြင်ခဲ့တယ်လို့ဆိုပါတယ်။ဒီတော့သူ့မိသားစုနဲ့တွေ့တဲ့အခါသူဟာငကြောင်မဟုတ်ပါဘူးဆိုတာနဲ့ဝိုင်းနေကြောင်ပြောပေးပါလို့ဆိုပါတယ်။နတ်လည်းခေါင်းတစ်ချက်ညှိပြလိုက်တော့တံတားသုံးတုံးပေါ်မှာလယ်ဘင်းကိုတင်လိုက်ပါတယ်။ပြီးတော့သူ့ရဲ့ဓားကိုဆွဲထုတ်လိုက်ကဘရာဒီယူရဲ့အိမ်တော်ရော့ဘတ်ရဲ့ကိုစားလို့တက်စာစကားဆိုနေတော့ဂျွန်စနိုးကလည်းဘရိုင်ယန်ကိုမျက်နှာမလွှဲဘူးနဲ့ တွဲလိုက်ရင်မင်းရဲ့အဖေတိလိမ့်မယ်လို့တတိပေးနေပါတယ်။နတ်စကလည်းဓာတ်ကိုကင်ပြီးရွတ်ဆိုနေပါတယ်။နိုင်ငံခုနှစ်ခုရဲ့အရှင်တိုင်းပြည်ရဲ့ကာကွယ်သူဘာစတာအင်တော်ကအဝတ်ဝင်တာဖဲနဲ့မြောက်ပိုင်းရင်ကြီးကျက်ရင်မူကမင်းကိုအမိန်ချလိုက်တယ်လို့ဆိုတာ။ဓာတ်ကိုလွှဲချလိုက်တာနဲ့ခေါင်းကိုတိကင်းနဲ့ပြတ်သွားပါတယ်။ဘရိုင်ယန်ကလည်းကြည့်နေရင်မျက်တောင်ခတ်လိုက်မိသွားပါတယ်။နတ်စကလည်းသူ့သားငယ်ကိုဒီလိုလှုပ်တာလိုအပ်လို့လှုပ်တာပါလို့ပြောတဲ့အခါမှာဘရန်ကမကြိုက်တဲ့စကားတွေကိုပြန်ပြောနေပါတယ်။နောက်နေ့မှာတော့သူတို့တောဆက်မှာတမင်တကောင်ကတည်နေတာကိုတွေ့လို့သွားကြည့်ကြပါတယ်။ တောင်ချင်းသည့်လက်ချက်လားလို့မေးနေကြပြီးခြေရာနောက်ကိုလိုက်တဲ့အခါမှာဝင်းပလီတကောင်ကတမင်ကျိုးနဲ့ထိုးမိထားပြီးတေဆုံးနေကအကောင်ပေါက်လေးတွေကလည်းဘေးမှာရှိနေကြပါတယ်။တိတ်ကိုခတ်ထန်တဲ့ဝင်းပလီမျိုးတွေလို့ဆိုပါတယ်။နတ်ရဲ့သားကလည်းနိုင်ရန်တောင်ဘက်မှာဒိုင်းရောင်းဝင်းပလီမရှိဘူးလို့ဆိုတော့အကောင်ပေါက်လေးတွေကိုဂျွန်စနိုးကကောက်ယူလိုက်ပါတယ်။အကောင်လေးတွေကိုလည်းရှင်းဖို့လှုပ်တော့ဘရန်ကတားလိုက်ပြီးမလှုပ်ဖို့အဖေကိုပြောပေမဲ့အဖေပြစ်သူကလက်မခံပါဘူး။ဒီချိန်မှာပဲဂျွန်စနိုးကအကောင်ပေါက်လေးကလည်း၅ကောင်ရှိတယ်။အရှင်းရဲ့ကလေး၅ယောက်အတွက်အကွက်တီပဲ။ ပြီးတော့ဒိုင်းရဝင်ပလီဆိုတာအရှင်အိမ်တော်ရဲ့တင်ဂီတာပဲလေသူတို့မှရှိသင့်တာပေါ့လို့ဆိုတော့နတ်ကလည်းဒါကိုမင်းတို့ကိုယ်တိုင်လေ့ကျင့်ကိုယ်တိုင်စာကြည့်တည်ရင်လည်းကိုယ်တိုင်မြေမြုပ်လို့မှာပြီးထွက်သွားပါတယ်။ဂျော့စနိုးကလည်းကလေး၅ယောက်အတွက်၅កောင်ပေးလိုက်ပြီးဘရန်ကခမည်းကရောလို့မေးတဲ့အခါမှာငါကစတာမဟုတ်တာလို့ဆိုကထွက်သွားမယ်လို့တော့အတန်တကူကိုကြားပြီးလှည့်ကြည့်လိုက်တော့တစ်ပင်အောင်မှာနောက်ထပ်တကောင်ကိုထပ်တွေးလိုက်ပါတယ်။အားအနေဆုံးកောင်ပေါက်လေးဖြစ်ပြီးတော့ဂျော့မင်းအတွက်ပေါ့လို့ပြောလိုက်ပါတယ်။ခုနပြီးတော့ဘရင်ထီနန်စိုးစံတဲ့နန်းတော်ထဲမှာလည်း ဘရင်လက်ထောင်ဂျွန်အာရင်က ရုတ်တရက်တည်ဆုံးသွားခဲ့ပါတယ်။ဒါကိုလည်းလန်နစ်စတာမုံနှမနှစ်ယောက်ကသူတို့နှစ်ယောက်ရဲ့အကြောင်းတွေဂျွန်အာရင်နဲ့အတူတည်ဆုံးသွားပြီလို့ပြောနေကြပါတယ်။ဘရင်လက်ထောင်တည်ဆုံးတာကိုလည်းဝင်တာဖဲကစတာအိမ်တော်ကိုကြီးစားနဲ့ပို့ပြီးအကြောင်းကြားလာလိုက်ပါတယ်။ဒီအကြောင်းကိုလည်းလေဒီစတာကသူ့ရဲ့ခင်မုန်းဖြစ်သူနတ်ကိုသွားပြောတော့နတ်လည်းဘရင်လက်ထောင်ဂျွန်အာရင်ကသူ့ရဲ့အဖေလိုအကိုလိုလိုဖြစ်တဲ့အတွက်ကြောင့်တိမ်မကောင်းဖြစ်သွားရပါတယ်။တစ်ဆက်တည်းမှာပဲစတာအိမ်တော်ကိုဘရင်ရောဘတ်ကလာမယ်ဆိုတာကိုလည်းစာထဲမှာပါလိုက်ပါတယ်။ ဒီတော့ဘရင်လာမာကိုအားလုံးပြင်ဆင်ကြကအခမ်းအနားအတွက်စားပွဲတောက်ပွဲတွေလည်းပြင်ဆင်ကြပါတယ်။နိုင်ရဲ့သားတွေကိုလည်းအမွှေးတွေရိတ်စပင်းတွေညှပ်ပေးပါတော့တယ်။ဒီလိုလုပ်နေရင်ဘာလို့ဘရင်လာမာကိုဒီလောက်ပြင်ဆင်ခိုင်းတာလဲလို့မေးတော့ဘရင်မာကြီးကကိန့်ခန့်ကြီးတယ်။ဘရင်သားလေးမင်းသားလေးဆိုတာကလည်းတော်ဝင်လူယုံမာလေးလို့ဆိုကြပါတယ်။ဘရန်ကလည်းပျော်စင်ပေါ်တက်ပြီးဘရင်လာတာကိုလှမ်းမြင်ရလို့အောက်ကိုအမြန်ပြန်ဆင်းလိုက်တဲ့အခါမှာအမေဖြစ်သူနဲ့တွေ့ပြီးအမေကဒီမျောစင်ကိုထပ်မတက်ဖို့တတိပေးလိုက်ပါတယ်။ ပြီးတော့မကြခင်မှာပဲဘရင်ကိုရံတော်တက်ဖွဲ့နေတဲ့အတူပြမျိုးတွေရောပါတကားပေါက်ကနေဝင်လာကြပါတယ်ဒါကိုအာယာကစစ်ကမောက်ကိုစောင်းပြီးထိုင်ကြည့်နေကတက်ဆုနေပါတယ်ကြံတဲ့အိမ်တော်ကနတ်အပါဝင်မိသားစုအလုံးကဘရင်ရောဘတ်ကိုတန်းစီပြီးစောင့်ကြိုကြရပါတယ်အာယာကတန်ခမောက်ကြီးနဲ့ပြေးနေလို့အဖေဖြစ်သူကမြင်ပြီးချို့ယူထားကမိသားစုထဲမှာဝင်နေခိုင်းလိုက်ပါတယ်ဘရင်သားတော်လာတဲ့အချိန်မှာတော့ဆန်စာကပြုံးပြီးကြည့်နေပါတယ်ဘရင်သားရဲ့အခွက်ကတော့ချင်းဆုပ်ဆုပ်နေပါပဲဒါကိုလည်းဆန်စာကကြည့်နေတာကိုအဘိုးဖြစ်သူကလည်းရိပ်မိပါတယ် ဘီရင်ရောဘတ်ကလည်းမြင်းပေါ်ကဆင်းပြီးဘိုက်ပူပူနဲ့ကာ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 နဲ့နတ်စ်ကိုလာပြီးတော့နှုတ်ဆက်ပါတယ်။ပြီးတော့မိသားစုတွေအကုန်လုံးကိုလည်းနှုတ်ဆက်လိုက်ပါတယ်။ဘီရင်မိမနဲ့အမွာမောင်နှမဖြစ်တဲ့ဂျင်းလန်နစ်စတာလည်းပါလာပါတယ်။အာယာကလည်းဆက်ဆက်ဆူဆူအင်းကိုရှာနေပါသေးတယ်။ရောဘတ်ကလည်းလူသေးတွေရဲ့ကူကိုနတ်နဲ့အတူသွားနေရင်ဘီရင်လက်ထောက်ကဆုံးပါသွားပြီမို့သူကမိမလိုက်စားအရက်တောက်နေတာကြောင့်နတ်စ်ကိုထီးနှံကိုကူပြီးအုပ်ချုပ်ပေးဖို့ဘီရင်လက်ထောက်အဖြစ်လုပ်ပေးပါလို့လာပြောပါတယ်။ ။ Nasik ကလည်းချက်ချင်းပဲညင်းလိုက်ပြီးမယ် Robert ကမင်းသမီးနဲ့ငါသားနဲ့အိမ်တော်တစ်ခုပေါင်းစည်းရအောင်လို့ဆိုပါတယ်။ဘယင်မကြီးရဲ့အကိုလူပူလေးတိုင်ရီယွန်ကတော့ဘယင်နဲ့အတူလိုက်မလာပဲစောင်းကြမြိုင်တဲ့ဝင်ပြီးမြောက်ပိုင်းသူတွေနဲ့နှက်နေပါပြီ။ဒီချိန်မှာဂျင်းကရောက်ချလာပြီးနောက်ထပ်မင်းကလေး၃ယောက်ကိုထပ်ထည့်ပြီးသွားကထွက်သွားပါတယ်။ဘယင် Robert ကလည်းသေဆုံးသွားပြီဖြစ်တဲ့နိုင်ရညီမအုပ်ကူကိုတွားကစကားပြောနေပြီးနိုင်ရညီမကိုဘယင်ရောဘတ်ငငယ်ကကြိုက်ခဲ့ဘူးတာပါရောဘတ်ကဒီနေရာမှာဘာလို့ထားတာလဲဆိုပြီးပြောနေတော့ ။နတ်ကလည်းအညီမပါငါဒီမှာပဲထားမယ်လို့ဆိုပါတယ်။ဒီချိန်မှာပဲတာဂရီရန်နေအကြောင်းကိုပြောတော့နတ်ကသူတို့မရှိတော့ပါဘူးလို့ဆိုတဲ့အခါမှာရောဘတ်ကအကုန်မဟုတ်သေးပါဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒါကခုနှစ်ပြည်တော်ရဲ့ဘရင်ဖြစ်ခဲ့ဘူးတဲ့တာဂရီရန်အိမ်တော်ပါ။ထီနန်းကြပြီးမင်းသားနဲ့မင်းသမီးပဲကြံခဲ့ကမင်းသားဖြစ်သူကညီမကိုရောင်းစားပြီးထီနန်းပြန်ယူဖို့ကြံနေပါတယ်။တောင်ပိုင်းကလူရိုင်းမျိုးနဲ့ဖြစ်တဲ့ဒေါသရာဂီရဲ့ခေါင်းဆောင်နဲ့ပေးစားပြီးဒေါသရာဂီရဲ့အကူအညီနဲ့ထီနန်းကိုပြန်ယူဖို့ပါပဲ။ ူတို့ရဲ့ခေါင်းဆောင်ကခဲဒရာဂိုပါသူကဇပင်အရှိဆုံးဖြစ်ပြီးတိုက်ပွဲတိုင်းအရှုံးမရှိလို့ဇပင်ပိုရှည်နေတာပါတိုက်ပွဲဒါမှမဟုတ်ရန်ပွဲမှာရှုံးတဲ့လူကဒေါ်ဒရာဂီရဲ့ဓလိအရဇပင်ကိုဖျက်ချင်းခံရပါတယ်မင်းသမီးဖြစ်တဲ့ဒနေရစ်ကလည်းခဲဒရာဂိုကိုမယူနိုင်ဘူးလို့ပြောတော့ညီမကိုအကိုဖြစ်သူကဒေါ်ဒရာဂီရဲ့စစ်တပ်နဲ့မှထိနှံပြန်ရမှာမို့နင့်ကိုလူလေးတောင်းပြင်မင်းတွေနဲ့အိတ်ခိုင်းဆိုလဲပိတ်အိမ်မယ်လို့ရုံမာစွာနဲ့ပြောဆိုလိုက်ပါတယ် ညီမဖြစ်သူကလည်းအကိုချေလေသမျှခံနေရတဲ့မတီးနားမလဲလေးပါဒီချိန်မှာလည်းဆန်စာကအဖေဖြစ်သူကကောင်းမငြိမ့်ရသေးပဲဘရင်သားနဲ့ယူပြီးဘရင်မကြီးဖြစ်လာဖို့အိမ်မက်မကအမေကိုပူဇော်နေပြီးဘရင်သားကိုယူဖို့ရွာစီစဉ်ဖြစ်နေပါပြီအဲ့ဒီနောက်ဘရင်နဲ့အတူအိမ်တော်ကလူတွေစားပွဲတောက်ပွဲကျင်းပနေကြပြီးအပြင်မှာတော့ဂျွန်စနိုးကမွေးစားသားမျိုးမစစ်သားမို့အထဲကိုဝင်မရပဲတခုခုကိုစိတ်အစာမကြီးတဲ့ပုံစံနဲ့ရုပ်ကိုခုတ်ကဓာရီလေးကျင့်နေခဲ့ပါတယ် ီချိန်မှာပဲတတိုင်းမှာတာဝန်ကျတဲ့နိုင်ရဲ့ညီရောက်လာတော့ယွန်းကသူ့လက်တတိုင်းကိုလိုက်ပြီးတာဝန်ထမ်းဖို့ပြောပါတယ်အဖေကလည်းလက်ခံပါပါလို့ဆိုပါတယ်ဦးလေးဖြစ်သူထွက်သွားတော့တိုင်းရီမျိုးလန်နစ်စတာကရောက်လာပြီးငါလည်းသွားဖို့ချင်တယ်လို့ဆိုကမင်းကမျိုးမဆက်သားလားလို့တဲ့ခေါ်ပါတယ်ဂျွန်လည်းစိတ်ဆိုးသွားတော့တိုင်ယွန်းကကိုကိုကိုဘယ်သူလဲဆိုတာမမေ့ပါနဲ့ငါလည်းလူပူလေးဖြစ်နေတော့ဘယ်မိပါကမဆိုမျိုးမဆက်လို့တတ်မှတ်မှာပဲလို့ဆိုကထွက်သွားပါတယ်ဂျွန်ကတော့ဓားကိုအားနဲ့လွှဲကုန်ရင်ကြံခဲ့ပါတယ် ။ဘက်ကလည်းညီပြစ်သူနဲ့စကားပြောကတက်ပြေးကောင်လေးနဲ့အတူသွားတဲ့လူနှစ်ယောက်လည်းပြန်မလာဘူးလို့ဆိုပါတယ်။နတ်ကလည်းအရင်ဆိုင်တွေလှုပ်တယ်လို့ပဲယူဆလိုက်ပါတယ်။ပြီးတော့ဒိုင်းယားဝင်ပလီအကြောင်းနဲ့အဖြူရောင်လမ်းလျှောက်သူတွေအကြောင်းကိုလည်းကြားရတယ်။စောင်းတွင်းကလည်းဝင်တော့မယ်လို့ဆိုပါတယ်။နတ်ရဲ့သားအရင်ကလည်းဦးလေးကိုနှုတ်ဆက်လိုက်ပါတယ်။စားတောက်ပွဲမှာဘင်မာကြီးကိုစန်စာကလာနှုတ်ဆက်ပါတယ်။စန်စာထွက်သွားတော့ဘင်မာကြီးကလေဒီစတာကိုမအားမြေအတူချီရတော့မယ်လို့လည်းပြောလိုက်ပါတယ်။ ဘရင်သားဂျော့ဖရီကိုစန်စားကသဘောကျတဲ့ပုံစံနဲ့ကြည့်နေရပဲများနေပါတော့တယ်။ဒီချိန်မှာပဲဒါကိုကြည့်မရတဲ့အာယာကမုံတွေကိုယူပြီးလေးခွားနဲ့ပဲများနေတဲ့စန်စားရဲ့မျက်နှာကိုပြစ်လိုက်ပြီးသဘောကျနေပါတော့တယ်။ဒါကိုအမေဖြစ်သူကမြင်သွားပြီးအာယာကိုခေါ်သွားဖို့တားဖြစ်သူကိုမျက်စာပြစ်လိုက်တော့အာယာကိုခေါ်ထုတ်သွားပါတယ်။စားတော့ပွဲပြီးလို့နတ်တို့ဇနီးမောင်နဲ့အနားယူနေတုန်းမှာလေဒီစတားရဲ့ညီမဖြစ်သူကကြီးနဲ့စားဖို့လိုက်လို့ဖတ်ကြည့်တော့ဘရင်ရဲ့လက်ထောက်ဂျုံအရင်တေးရတာဟာတက်ခံရတာလို့သတင်းပါလိုက်ပါတယ်။ ီတော့နတ်ရဲ့ဘရင်လက်ထောက်လုံးမဲ့ကိစ္စကိုမိမဖြစ်သူကသဘောမကျပဲစိုးရင်သွားပါတယ်။ဘရင်စီမှာဗာကြီးစုမှမရှိဘူးလို့လည်းဆိုပါတယ်။စာပို့တဲ့လူကလည်းဘရင်စီမှာယုံကြည်ရတဲ့သူဆိုလို့နတ်တယောက်ပဲရှိတယ်လို့ဆိုပါတယ်။ဒါကြောင့်ပဲဒီကိုလာနဲ့ချီပြီးလာခဲ့ရတော့ပါတပတ်မှလည်းတာဂေရီယန်မင်းသားကညီမဖြစ်သူကိုဒေါ်ဒရာဂီတို့ရဲ့ခေါင်းဆောင်ခဲဒရာကိုနဲ့မင်္ဂလာပွဲကျင်းပပေးနေကြပါတယ်။သူတို့ကျင်းပနေတာကခက်ချမ်းချမ်းမို့မထဲ့တော့ပါဘူ ဒီလိုကျင်းပနေရင်မိမတယောက်ကိုအောက်မှာလူနေကတယောက်နဲ့တယောက်ခုတ်ကြပါတော့တယ်။အနိုင်ရတဲ့လူကမိမကိုရပါတယ်။ဒီလိုပွဲတွေဆိုရင်ဒေါသရာဂီတွေက၃ယောက်လောက်မှမတင်ရင်ပွဲမစီဘူးလို့ဆိုပါတယ်။မင်းသားကလည်းစိတ်မရှိဖြစ်နေပါပြီ။သူစစ်တပ်လိုချင်နေတာပါ။မင်္ဂလာပွဲကိုလက်ဆောင်တွေဆက်သကြရင်တာဂရီယန်အိမ်တော်မှာအမှုထမ်းခဲ့ဘူးတဲ့။စာဂျိုရာမွန်ကလည်းလက်ဆောင်လာပေးပါတယ်။ပြီးတော့နတ်ဖျားတွေစောင့်ရှောက်တဲ့ဘရင်စီမှာအမှုထမ်းကျင်ပါတယ်လို့ဆိုပါတယ်။ ပြီးတော့မင်းသားမေးမှာတတို့တို့ပြောပြီးအကြံပေးနေတဲ့လူကလည်းမင်းသမီးဒန်နရစ်ကိုနှစ်တွေကြာလို့ကြောက်ဖြစ်သွားပြီဖြစ်တဲ့အယောင်သုံးမျိုးနဲ့ငကားဥသုံးလုံးကိုလက်ဆောင်ပေးပါတယ်။ကက်ထရာကိုကချက်ချင်းထားသွားပြီးမင်းသမီးဒန်နရစ်ကိုမြင်းဖြူတကောင်ပေါ်ကိုတင်ပြီးခေါ်သွားဖို့လို့တော့အကိုဖြစ်သူကသူ့ကိုပြောအောင်ထားပါလို့ဆိုလိုက်ပါတယ်။ခဲကလည်းဒန်နရစ်ကိုကန်းချီတစ်ခုကိုခေါ်သွားပါတယ်။ကန်းချီကကြောက်ဆောင်နေထပ်မှာပဲမင်္ဂလာဥညကိုကျင်းပလိုက်ကြပါတယ်။မင်းသမီးဒန်နရစ်လည်းမျက်ရည်နဲ့မျက်ခွက်ပေါ့ တက်စ်ကလည်းဘရင်ရောဘတ်နဲ့အတူတောဝါလိုက်ဖို့တူထွက်သွားကြပါတယ်။သူတို့ထွက်သွားတာကိုကြည့်ဖို့ဘရန်ကမျောစင်ပေါ်ကိုတက်လိုက်ပါတယ်။ဒီလိုတက်နေတုန်းမှပဲမျောစင်ပေါ်မှာအတန်တစ်ခုကိုကြားလို့ဘရန်လည်းသွားကြည့်တော့ဘရင်ကြီးရဲ့မိဖုရားနဲ့အမွာမောင်နှမဖြစ်တဲ့ဂျိန်းလန်နဲ့စတာတို့ဖောက်ပြန်နေတာကိုမြင်သွားပါတယ်။ဘရန်ကိုကလေးကမမြင်သင့်တာကိုမြင်သွားပြီလို့ဆိုကမျောစင်ပေါ်ကနေတွန်းချလိုက်တာ။စီဇန်1အပီဆိုဒ်1လည်းပြီးဆုံးသွားပါတယ်။နောက်တဲ့အပီဆိုဒ်2ကိုဆက်တင်ပြီးသွားအောင်ပါခင်ဗျာ။ အဆုံးထိလိုက်ပါကြီးရှုပေးတဲ့တယောက်စီကိုဒိုးပင်ကျေးဇူးတင်ရှိပြီးစိတ်ရချမ်းသာခြင်းကိုဤချမ်းမှချမ်းများနဲ့တို့ကသုံးပါကြုံနေနိုင်ပါစေလို့ဆုတောင်းပေးဤကုန်းချုပ်လိုက်ပါရခင်ဗျာ။